ဒီနေ့သက်သေတွေကကျွန်တော်ရောင်းစီတိုင်းအတွက်တမာကျမ်းစာထဲမှာဟောရံထားပြီးသားဘုရားခင်အခွင့်ပေးလို့ဘုရားခင်ခြေဆုပြုလို့ဖြစ်ခွင့်ရထားတဲ့အရာတွေအများကြီးရှိတဲ့အခါမှာ ကောင်းတဲ့သမိုင်းခြံထားတဲ့သူရှိတယ်လို့မကောင်းတဲ့သမိုင်းခြံထားတဲ့သူတွေလည်းအများကြီးကျွန်တော်တွေ့ရတယ်။ဒါဆိုရင်ဒီနေ့ကျွန်တော်ရောက်ဆန်သက်တာထဲမှာဘာသမိုင်းခြံထားမလဲ။ဒီနေ့ကျရင်ဒီလောကကြီးကကျွန်တော်အားလုံးထွက်ခွာသွားရမှာတေချာတယ်မို့လား။ဒါဆိုရင်ဘာသမိုင်းခြံထားကြမလဲ။ ဣဇက်ကသူ့ရဲ့သမိုင်းထဲမှာ ရေတွင်တူးတဲ့သူဖြစ်တယ်။ဖုတ်ပိတ်ခြင်းခံရတယ်ဒါပေမဲ့သူကပြန်တူးတယ်။ဆိုတော့ဒီနေ့ကျွန်တော်ရောက်ဆန်အသက်တာထဲမှာဖုတ်ပိတ်တဲ့အရာတွေပိတ်ဆို့စေတဲ့အရာတွေအခက်ခဲတွေပြဿနာတွေနောက်ဆက်တွေဘလောက်ပဲရှိနေပလေစေဒီနေ့နောင်လာနောက်သားအတွက် ရေတွင်တွေကို တူးဖော်တဲ့သူတွေဖြစ်ကြအောင် နောက်လူတွေကဆက်ပြီးတော့မှအဲ့ရေကိုတောက်တုံရတဲ့ခွင့်ရခဲ့တယ်လေ။တမချန်းနာကိုဖတ်တိုင်းဖတ်တိုင်းမှာဆရာယူတတ်တန်ကိုဘတော်မှမေ့လို့မရဘူး။မမေ့နိုင်ဘူး။ဒီကနေ့ထိတမချန်းနာကိုဖတ်တိုင်းဖတ်တိုင်းမှာသူ့ကိုတတိယနေတယ်။တမိုင်း